ဟာလေလုယာယနေ့မှာအသက်ရှင်ရှောင်လန်ရမယ်နှုတ်ကပတ်တော်ကတော့ဖရာသခင်ဟာတပါတီတော်ဖရာတစုတီတော်ဖရာဖြစ်တယ်ဆိုတဲ့ကောင်းစင်လေးဖြစ်ပါတယ်ရှင်ယောဟန်ခန်းကြီး1အခန်းငယ်18ကိုကြည့်ရအောင်ဖရာသခင်ကိုအဘယ်သူများမမြင်စဖူးတော်လေ ကမဲတော်ဤရင်တွင်၌ရှိသောတပါတီသောသားတော်သည်ဖျားသခင်ကိုထင်ရှားစေတော်မူပြီးအာမင်ဖျားသခင်ကိုဘယ်လိုလူမျိုးမှဘယ်လူတူတူယောက်များမျက်နှချင်းဆိုင် face to face မမြင်ဘူးပါဘူးဒီနေ့ထိကဘာတီရှိတဲ့လူသားမျိုးတွေတီရှိတဲ့အချိန်အစားယနေ့ထိ ဘုရားသခင်ကိုဘယ်လူမျိုးဘယ်လူတစုံတယောက်မှဘလောက်ပဲငွေကြီးချမ်းသာတဲ့သူဖြစ်စေဘလောက်ပဲအောင်မြင်တဲ့သူဖြစ်စေဘလောက်ပဲအစွမ်းတကူကြီးတဲ့သူဖြစ်စေဘလောက်ပဲဘုရားသခင်တုံးတဲ့သူဖြစ်စေမောရှိကိုယ်တိုင်ပင်လေဘုရားသခင်ကိုမြင်နှချင်းဆိုင်မြင်ဘူးခြင်းမရှိပါဘူးဒီမှာဘုရားသခင်ကအတိအချာဖွင့်ပြထားတာဖြစ်ပါလေ ဒါပေမဲ့သတင်းကောင်းရှိပါလေဘုရားသခင်ကိုမျက်နှချင်းဆိုင်မြင်ဘူးတဲ့သူတရားဒီကဘာပေါ်မှာရှိခဲ့ပါလေဟာလေလုယအဲ့ဒါကတော့ဘုရားသခင်ရဲ့အချစ်ဆုံးသောတပါးသီးသောသားတော်ဘုရားသခင်ရဲ့ယဉ်ကွင်တော်တွေကလာတဲ့ယေရှုခရစ်တော်ကဘုရားသခင်ကိုမျက်နှချင်းဆိုင်မြင်တွေ့ရတဲ့သူဖြစ်ပါလေဟာလေလုယာ ။ဟိုဟာလေလုယ။အဲ့ဒီရဲ့အတိတ်ပဲကဘုရားသခင်ကတပါးသီးသောဘုရားဖြစ်တယ်။သူ့ကိုမျက်နှာချင်းဆိုင်မြင်တွေ့တဲ့သူကသူ့ရဲ့တပါးသီးသောသားတော်ယေရှုခရစ်တော်ဖြစ်တယ်လို့တိအကျဖော်ပြထားတာဖြစ်ပါယေရှုခရစ်တော်ရဲ့လှုပ်ဆောင်တဲ့အရာကတာမန်လိုရိုးလှုပ်ခြင်းလူတွေလှုပ်ဆောင်တဲ့အရာမဟုတ်ပါဘူး သူ့ရဲ့ mission သာသနာလုပ်ငန်းကိုလှုပ်ဆောင်ဖို့ရန်အတွက်ဒီလောကထဲကိုသူမွေးဖွားပြီးတော့မှရောက်လာတာဖြစ်တယ်။အဲ့ဒီအရာကဘာဖြစ်လို့ယေရှုခရစ်တော်ကဒီလောကထဲကိုမွေးဖွားပြီးရောက်လာတာလဲဆိုလူတွေကဘုရားသခင်ကိုမမြင်ဘူးကြတာဖြစ်တဲ့အတွက်ကြောင့်သူကလူတွေနဲ့ဘုရားသခင်နဲ့ပြန်ပြီးချိတ်ဆက်ပြီးဖို့ လူတွေကဘုရားထံကိုပြန်ရောက်ဖို့အတွက်ကိုသူကဒီလောကထဲကိုဝင်ရောက်လာပြီးတော့ဒီလောကထဲမှာမွေးဖွားခြင်းခံယူခဲ့တာဖြစ်တယ်။ယေရှုခရစ်တော်မွေးဖွားခြင်းခံယူခြင်းအဖြစ်လူသားမျိုးနွယ်တွေနဲ့ဘုရားသခင်နဲ့ပြန်လည်ချိတ်ဆက်ပြီးပြီးတော့မှဘုရားသခင်ကဘလို့ပုံစံမျိုးဖြစ်တယ်ဆိုတာလူသားမျိုးနွယ်လူဆိုတဲ့လူတွေက မျိုးနွယ်စုအားလုံးကမသိရှိနိုင်ပါဘူးဖခင်ရဲ့သဘောတဘာဝတွေကိုလည်းမသိနိုင်ဘူးဖခင်ကဘာတွေလုပ်နိုင်နေဆိုတာလည်းမသိနိုင်အဲ့ဒီအရာတွေကိုသိနိုင်ဖို့ဖခင်ရဲ့သဘောတဘာဝတွေကိုလူတွေနားလည်ဖို့အတွက်ယေရှုခရစ်တော်ကဒီလောကထဲမှာလာရောက်ပြီးတော့မွေးဖွားခြင်းကိုခံယူခဲ့တာဖြစ်တယ်ဟာလေလုယရှင်ယောဟန်ပထမဆုံးခန်းကြီးက ခန်းငယ်7ကနေ7ကိုဖတ်ကြရအောင်တတိခံတော်မူချက်ဟူကဘုရားသခင်သည်ငါတို့အားထာဝရအသက်ကိုပြီးတော်မူ၍ထိုအသက်သည်လည်းသားတို့၌ပါ၏ဟာလေလုယာဒါကြောင့်ဘုရားသခင်ကိုဘယ်သူမှမမြင်ဘူးဘုရားသခင်ရဲ့သဘောတဘာဝတွေကိုလည်းဘယ်သူမှမသိဘူးဖယားက ဘသူဘလို့သဘောသဘာဝဘုရားရဲ့သဘာဝကဘာလို့ရှိမှန်းလဲလဲမသိဘူးအဲ့ဒါကြောင့်ယေရှုကလာပြီးတော့မှဒီလောကတွေကိုစင်းကြွလာပြီးတော့မှဘုရားသခင်ရဲ့နေချော့သူ့ရဲ့သဘာဝတရားကိုလာဖို့ထုတ်ပြတယ်ပြီးရင်ဘုရားသခင်ရဲ့သဘောသဘာဝတွေကိုကျွန်တော်တို့ကိုပေးအပ်တာဖြစ်တယ်ဒီနေရာမှာကြည့်မယ်ဆိုရင်ဘုရားသခင်ကသာဝရအသက်ရှင်တဲ့ဘုရားဖြစ်တဲ့ the both power ရှိတယ်အဲကြောင့်ယေရှုကဒီလောကကိုဆင်းလာပြီးတော့သာဝရအသက်ရှင်တဲ့ဖခင်ရဲ့အသက်ကိုလူသားမျိုးနွယ်တွေကိုလာပြီးတော့ပေးတာဖြစ်တယ်ဟာလေလုယအဲ့ဒီအသက်ကဘယ်ကနေကျမတို့ရမှာလဲအဲ့ဒီအသက်ကိုကျမတို့ကဘယ်နေရာမှာမှတ်သွားရှာလို့မရပါဘူးအဲ့ဒီအသက်ကတားတော်နိုင်ပါတယ်ဟာလေလုယ ကောင်းကင်ဘုံနဲ့ဆင်းကြွလာတဲ့ခမဲတော်ရဲ့တူးသီးသောတပါးသီးသောတားတော်မှာပဲထိုထာဝရအသက်ကပါလာတာဖြစ်တယ်အာလူးယအဲ့ဒါကြောင့်ခမဲတော်ရဲ့သဘောတဘာဝကိုမြင်တွေ့ဖို့ရန်အတွက်ယေရှုခရစ်တော်ကဆင်းလာတဲ့ခမဲတော်ရဲ့တဘာဝအသက်ကိုထာဝရရှင်တန်တဲ့အသက်ကိုသူကိုယ်တိုင်တားတော်ယေရှုကိုယ်တိုင်ယူလာပြီးတော့မှတင့်ကိုပေးတာဖြစ်တယ်ဟာလူးယ ဒီလောကမှာရှိတဲ့လူသားအားလုံးကိုပေးတာဖြစ်တယ်။အဲ့တားတော့ယေရှုကိုရမှတာလေ။သင်ဟာထိုတော်ရအသက်ကိုရမှဖြစ်တယ်။ခန်းငယ်၁၂ကိုဖတ်မယ်ဆိုရင်တားတော်ကိုရတော်သူသည်အသက်ကိုရ၏။ဟာလေလုယာ။သင်ရဲ့အသက်တာမှာတားတော်ယေရှုခရစ်တော်ကိုရရှိပိုင်ဆိုင်မှတာလေ။ တင်ထိုးထောက်ရအသက်ကိုရမှာဖြစ်တယ်။ဒါတော့ယေရှုခရစ်တော်ကိုတင်ရရှိပိုင်ဆိုင်ခြင်းမရှိဘူးဆိုရင်ထာဝရအသက်ကိုတင်ပေးနေရမှာသွားမရှိပါနဲ့။ဘာနဲ့မှဝယ်ယူလို့မရပါဘူး။ဒါတော့ယေရှုခရစ်တော်ကိုရမှာသာတင်ရမှာဖြစ်တယ်။ကြံကြံဆက်ပြီးပြောထားတာကဘုရားကဒါတော့ကိုမရတော့သူမူကအသက်ကိုမရ။တင်ကဘုရားရှင်ရဲ့ဒါတော့ယေရှုခရစ်တော်ကိုမရယူဘူးလက်မခံဘူးဆိုရင်တော့ ထို့အသက်ကတင်အတွက်မဟုတ်ဘူးတင်ပေတော့မှထာဝရအသက်ရမှာမဟုတ်ပါဘူးဒါကြောင့်ဒီနေ့မှာတင်ကယေရှုခရစ်တော်ကိုလက်ခံဖို့လိုတာဖြစ်တယ်ထာဝရအသက်နဲ့အတူရောက်လာတဲ့ယေရှုကိုတင်ရဲ့အသက်သားထဲမှာတင်ခေါ်ဖိတ်လက်ခံမယ်ဆိုရင်တော့ယေရှုနဲ့အတူပါလာတဲ့ခမဲတော်ဘုရားသခင်ရဲ့ထာဝရအသက်ကတင်ထဲကိုဝင်ရောက်လာပြီးတော့ရှင်တန်လာမှာဖြစ်တယ်ဟာလေလုယာ ဗျာဒိတ်ခန်းကြီးတိအခန်းငယ်၅ကိုကျမတို့အတူတကွာသွားကြည့်ရအောင်တစ္ဆာဆောင်သောတတိခန်ဖြစ်တော်မူထသောတီသောသူတို့တွင်တာဦးဖြစ်တော်မူထသောလောကီဘရင်တို့၏အထုဖြစ်တော်မူသောယေရှုခရစ်အထံတော်က၎င်းယေရှုတော်နှင့်ညီသက်ခြင်းသည်တင်တို့၌ရှိပါစေသောငါတို့ကိုချစ်၍ မိမိအသွေးနှင့်ငါတို့အပြစ်များကိုဆေးကြောတော်မူ၍ဟာလေလုယာဒီနေရာမှာဘာကိုတွေ့ရလဲဆိုတော့ဘုရားသခင်ရဲ့အသက်ကဘုသူ့ထဲမှာပါလာတာလေဆိုယေရှုခရစ်တော်ထဲမှာပါလာတာဖြစ်တယ်။ယေရှုခရစ်တော်ကဘလို့ဘုရားမျိုးလေဆိုတော့တည်တော်သူတို့ရဲ့တာဝန်ဖြစ်တယ်။ဟာလေလုယာဒီကဘာမှာရှိတဲ့မြတ်လူတွေ